အင်မတန်ဆိုးွားတဲ့အတွေ့အကြုံကြီးဖီစည်းမှုကြီးနဲ့တေရင်းကနေထွက်လာရတဲ့သူဖြစ်တဲ့အတွက်ဒီတေရင်းကထွက်လာတဲ့တံကိုခံနိုင်အောင်ဆိုတာတုံတံလူတဲ့မလွယ်ပါဘူး ကိုယ်တိုင်ကိုအဲ့လိုစူးစိုးဝါးဝါတွေ့ကြုံခံစားရတဲ့သူတွေကြတော့အာတခြားရိုးရိုးဘေးကဆုံးရှုံးမှုနေတဲ့သူတွေနဲ့ရှင်လို့ရှင်အယံပိုခံစားရတာအယံပိုခံစားတော့အဲ့တော့သူတို့အနေနဲ့အချိန်ယူရတယ်ကိုကိုကိုအချိန်ယူရတယ်အချိန်ယူပြီးတော့ဟောငါဒီလိုခံစားခဲ့ရတာပါလားဆိုတဲ့အသည့်လေးကိုပြန်ပြီးတော့ဝင်အောင်အချိန်ယူပြီးတော့လာစူးစားပြီးတော့じゃဒါကိုလက်ခံစူးစမ်းလက်ခံပြီးရင်ဒီတိုင်းတိုင်းရမလားဆိုတော့သူတို့ကဒီဟာကြီးက တသက်လုံးလားဟိုအိတ်မပြောစားမဝင်အပြင်ကိုအိတ်မဆိုးကြီးလို့အများတန်းတွေ့ကြုံခံစားနေရနိုင်တယ်လေအဲ့တော့အများတန်းတွေ့ကြုံခံစားနေရနိုင်တာဖြစ်တဲ့အတွက်သူတို့ရဲ့အဖြစ်ပြက်ကလေးတွေလည်းရင်ဖွင့်ပြီးတော့ကြတော့ဘလူတွေခံစားခဲ့ရတယ်ဘလူတွေတွေ့ကြုံခဲ့ရတယ်ဆိုတော့ပြောပြပြောပြရတဲ့ပြင်သူတို့ ਨੇ အတူတူခံစားဖို့ခံစားပဲအဲ့လိုပဲစိုးစိုးဝါးဝါတွေ့ကြုံခံစားရတဲ့သူတွေအချင်းချင်းတွေ့ပြီးတော့ငါကတော့ဘလူခံစားလိုက်ရတာငါတော့ကတော့ဟလာစိုးစိုးကပြောသွားတယ်လို့ပေါ့နော်နှစ်ရသုံးရတောင်မှပဲ ဟလာအစာမရှိရေမရှိနဲ့ဘလို့ကိုဒုက္ခခံပြီးတော့အကြီးကျယ်ခံစားခဲ့ရတာဆိုတာမျိုးပြန်ပြောပြပြီးတော့ကျတော့ရင်ထဲမှာပေါ့သွားအောင်လှုပ်ယူရမယ်ဒါအပြင်ဟိုဖြစ်နိုင်လို့ရှိရင်တယောက်တည်းမနေနဲ့တယောက်တည်းနေလို့ကျတော့ပူပူပြီးတော့ခံစားပူတွင်းနေနဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတွေမျိုးစုံခံစားလာနိုင်တယ်အဲ့တော့တယောက်တည်းမနေနဲ့တခြားကိုလိုပဲခံစားရတဲ့သူတွေအချင်းချင်းတွေ့ဆုံပြီးတော့ကျတော့ရင်ဖွင့်ညာရင်နဲ့တယောက်နဲ့တယောက်အတွေ့အကြုံဖလှယ်နဲ့အကောင်းဆုံးဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတော့ဟလာဟိုခေါင်းစဉ်လေးတစ်ခုရအောင်เนาะဖော်ထုတ်ပြီးတော့ယူဖို့လိုလိမ့်မယ်အကောင်းဆုံးဘယ်လိုနေတိုင်းရမလဲအဲ့နောက်တစ်ခုကဟလာ mindfulness ပေါ့တကူဒီလိုဖြစ်တယ်ဆိုတော့အခုအသက်လေးယူသိမ်းယူထုတ်လေးလုပ်ပြီးတော့အော်ငါဒီလိုငါအသက်ရှင်နေသေးတာပဲငါဘဝဘယ်လိုအကောင်းဆုံးဖြစ်အောင်နေသွားမလဲဘယ်နေရာမှာဆိုဟိုကိုယ့်ရဲ့အသက်ရှင်သန်နေသေးတယ်ဆိုတာကကိုယ့်ဘဝတဲ့လုံးဆရာရှိရာတွေကိုဆက်ပြီးတော့လုံနိုင်သေးတယ်ဆိုတဲ့အစွမ်းရတဲ့အထိစူးစမ်းယူဖို့အခွင့်အလမ်း ရှိသေးတယ်ဆိုတော့ကဒါအင်မတန်အားသာတဲ့အားသာချက်တစ်ခုပဲဖြစ်တယ်အဲ့တော့ဒီနေရာမှာဟလာရှင်သန်လွတ်မြောက်လာပြီဆိုတာနဲ့ဟလာအေးဝအောင်အေးရမယ်အိပ်ပျော်အောင်ကြိုးစားပြီးအေးရမယ်အိပ်မပျော်ရင်အိပ်ပျော်ဖို့အကူအညီယူရမယ်နောက်တစ်ခုကအစားအသောက်တွေဝင်အောင်စားရမယ်အစားအသောက်တွေဝင်အောင်ဟလာစားမှအားရှိမှခန္ဓာကိုယ်အားရှိမှစိတ်ဓာတ်ခွန်အားလည်းရှိမှဖြစ်တယ်နောက်တစ်ခုကတော့ဟလာလေ့ကျင့်ခန်းတွေလှုပ်ရှားမှုတွေ လုတ်ဆရာရှိအောင်ဝူလုံးနိုင်တယ်လို့လုပ်ရမယ်။ဒါလည်းမကသေးဘူး။ကိုကပြန်လဲရှင်းတန်လာပြီ။ကိုကသေတွင်နဲ့ကနေလွတ်လာပြီ။ဆိုရင်ကိုဘာကူညီနိုင်လဲ။ကိုကတခြားသူတွေကူညီနိုင်နိုင်ရှိလို့ရှိရင်ကူညီပေးတာတွေကလည်းအင်မတန်ထ ිය ောက်တယ်။ကိုရဲ့စိတ်စွမ်းအင်တွေပိုတိုးတက်လာစေပြီးတော့ကိုရဲ့ confidence ပေါ့ကိုကိုကိုယုံကြည်မှုတက်လာစေတယ်။အဲ့ဒါကြောင့်မို့လို့ကူညီနိုင်ကြရှင်ကိုကူညီနိုင်တဲ့နီလန်းလေးနဲ့ကူညီနိုင်တဲ့ဘက်ကနေပြီးတော့ကူညီဖို့ဝင်မလေးပါနဲ့အဲ့လိုကူညီခြင်းကစိတ်ဆွမ်းအင်တွေတက်လာစေသလိုကိုယ့်ရဲ့ ယုံကြည်ချက်တွေတိုးလာစေပါတယ်ဟဲ့နောက်တစ်ခုကတော့အပေါင်းအသင်းတွေတငယ်ချင်းတွေဆွေမျိုးသားချင်းတွေရင်ဖွင့်စရာရှိတာရင်ဖွင့်မယ်အကူအညီတောင်းစရာရှိတာအကူအညီတောင်းမယ်ဒီလိုအကူအညီတောင်းရင်းနဲ့မှမရဘူးစားမဝင်အိတ်မပြောဖြစ်နေတယ်ဟုတ်လားစိတ်ခံစားချက်တွေဟုတ်လားပြလောင်ခတ်ပြီးတော့ရောင်းရက်ခတ်ပြီးတော့စိုးရိမ်စိတ်တွေပူပူပန်မှုတွေနဲ့တစ်ချိန်လုံးနေနေရတယ်ဆိုခဲ့ရင်တော့စောစောပြောတဲ့ไซโคเทอราပီစိတ်ကူထုံပေးနိုင်မဲ့သူတွေကောင်စလင်းနှစ်သိမ့်ဆွေးနွေးပညာပေးနိုင်တဲ့ သူတွေနဲ့တွေ့ကြုံပြီးတော့လာအပြန်အလှန်ရင်ဖွင့်ပြောကြရင်အကောင်းဆုံးပဲလို့နေသွားမယ်ဆိုတဲ့ဟာလေးဘူးစီစဉ်မှုလိုပါလိမ့်မယ်ဒီနောက်တော့ cognitive behavior therapy လို့ခေါ်တဲ့အပြုမူကုထုံးနေနဲ့ဆက်ပြီးတော့ကုဖို့လိုရင်ကုရပါလိမ့်မယ်ဒါတွေနဲ့နေကုလို့မရဘူးဆိုရင်တော့ sewa လိုလာပြီဟလာအထွေထွေယောဂကုဆရာကိုယ့်ရဲ့ GP ဆရာကိုယ့်ရဲ့မိသားစုဆရာမှာရင်ဖွင့်နေဟလာတာမန်အိပ်ပျော်အောင်စားဝင်အောင်လုပ်ပေးနိုင်တာလေးဒီဒါအထွေထွေဆရာကကုညီနိုင်ပါတယ်ဒါနဲ့မကကိုယ်ရင်ဖွင့်ပြောကြတာကို ဒီထွေထွေယောဂကူတဲ့ဆရာဝန်တွေကလည်းနားထောင်ပေးနိုင်ပြီးတော့ဟလာသူတို့ရဲ့ empathy sympathy နဲ့နားထောင်ပေးရင်းနဲ့ကိုယ့်ကိုစုဟလာနှစ်သိမ့်ပြီးတော့ကြတော့ခွစိတ်ခွန်အားတွေပြန်တက်လာအောင်လုပ်ပေးနိုင်ပါတယ်ဒါရင်းနဲ့မှမရဘူးဟလာအိမ်မဆိုးတွေကလည်းမက်ပြီးရင်မဲ့ရင်ဆိုးရင်စိတ်တွေပူပန်မှုတွေပြာလောင်ခတ်ပြီးတော့နေမရထိုင်မရဖြစ်နေတာတွေလည်းအလွန်ကျွန်ဖြစ်နေခဲ့ပြီဘယ်လိုနည်းနဲ့မှတားဆီးလို့မရတော့ဘူးဆိုရင်တော့ဒါဆိုရင်တော့စိတ်ကြမ်းမာရေးဆရာဝန်ကြီးတွေနဲ့ပါတွေ့ပြီးတော့ ရင်ဖွင့်ရင်လိုအပ်တဲ့စေဝါကုသမှုတွေကိုဆက်လက်ပြီးခံယူရမှာဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာလည်းစောစောကပြောသလိုဟဲ့လားအင်မတန်ဆိုးဝါးတဲ့အတွေ့အကြုံကြီးဖြစ်စည်းမှုကြီးနဲ့တေတွင်းကနေထွက်လာရတဲ့သူဖြစ်တဲ့အတွက်ဒီတေတွင်းကထွက်လာတဲ့ထံကိုခံနိုင်အောင်ဆိုတာတုံတန်လူတွေမလွယ်ပါဘူး။အဲ့ဒီမလွယ်တာကိုရအောင်လုပ်နိုင်တာကလည်းဒါအင်မတန်ဟိုခွန်အားစွမ်းအားရှိတဲ့သူလို့ကိုကိုယုံကြည်ရမှာဖြစ်ပါတယ်။အဲ့တော့ဟဲ့လားအဟာရပြုဝမျှတတဲ့အစားအသောက်တွေစားမယ်။ လေ့ကျင့်ခန်းနေသူ့အချိန်နဲ့သူလုပ်မယ်ကို့လိုဘဝလူတွေနဲ့ကို့ရဲဆိုးတဲ့သူတွေကိုကိုကူညီနိုင်သလောက်ကူညီမယ်ပံ့ပိုးမယ်ကို့အတွက်လိုအပ်တဲ့အကူအညီတွေကိုလည်းရဲရဲဝံ့ဝံ့နဲ့တောင်းခံမယ်မိသားစုတွေဆွေမျိုးသားချင်းတွေအပေါင်းအသင်းတွေဟလာအကူအညီပေးနိုင်တဲ့သူတွေစီကိုအကူအညီတောင်းမယ်ဒါရင်မရသေးလို့ရှင်စောစောပြောရဲဟလာကောင်ဆယ်လာတွေစိုက်ကိုသရပစ်တွေစိုက်ကလော့ဂျစ်တွေနဲ့အကူအညီတောင်းပြီးတော့ဒီတဲ့ပို့ပြီးတော့စိုးစိုးဝါးဝါးခံစားရတာတွေကမပြောင်းနိုင်ဘူးဆိုရင်တော့စိတ်ချမ်းမာရေးဆံဝင်ကြီးတွေနဲ့

ဒဏ်ရာတွေအကြောင်းလွန်လွန်ကဲကဲဖြစ်တဲ့ဝေဒနာပေါ့ PTSD ဆိုးဆိုးဝါးခံစားရတယ်တချို့ဆိုဟလာဟို complex PTSD လို့ mix PTSD လို့ဆိုရတယ်ရှိတယ်ဆိုးဆိုးဝါးဝါးယူခံစားရတာအဲ့တော့ဒီလိုဆိုးဆိုးဝါးဝါးခံစားရတဲ့သူတွေမှာတော့ဒါဆိုးဆိုးဝါးပြောတဲ့ psychotherapist တွေ counselor တွေလောက်နဲ့မရတော့ဘူးမရတော့ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေတငယ်ချင်းအပေါင်းအသင်းတွေကိုရင်ဖွင့်ရုံလောက်နဲ့မရတော့ဘူးကိုယ့်ရဲ့အထွေထွေယောဂကုဆရာဝန်ကိုယ့်ရဲ့ GP ဆရာဝန်မိသားစုဆရာဝန်ဒီမှာရင်ဖွင့်ပြရုံနဲ့ သူတို့စီကဆေးလေးတွေတောက်ရုံအောင်နဲ့မရတော့တော့ဟလာစိုးရိမ်စိတ်တွေကညရောက်မှာကိုပဲကြောက်နေတယ်ဆိုတဲ့အထိစိုးရိမ်နေတယ် anxiety တွေအရန်တက်နေတယ်ဟလာပူပန်မှုတွေအရန်များနေတယ်ဆိုတဲ့အချိန်မှာဟလာ sleep disturbance လို့ခေါ်တဲ့အိပ်စက်မှုနဲ့ပတ်သက်တဲ့ပြဿနာတွေမျိုးစုံနဲ့ခံစားနေရပြီဆိုတော့ဒါဆိုတော့စိတ်ကြမ်းပါကြီးဆရာဝန်ကြီးတွေစီကိုစောစောစီစီပြတ်တာပြီးတော့ရင်ဖွင့်ပါကုသမှုခံယူပါကုသမှုပြီးတဲ့ဆိုတဲ့နေရာမှာ သရပါ CBD လို့ခေါ်တဲ့ cognitive behavior therapy တွေပေးလို့ရတယ် EMDR လို့ခေါ်တဲ့ eye movement ကိုဟလာလို့ဟလာเนาะ desensitization therapy တွေပါတယ်ပေးတာတွေရှိတယ်အဲ့တော့ဒီကူထုံးနေနဲ့အတူဆေးဝါးတွေပါပံ့ပိုးပေးလိုက်မယ်နေထိုင်မှုမှာလည်းစောစောပြတဲ့ဟလာကျမ်းမာတဲ့နေထိုင်မှုပုံစံကျမ်းမာတဲ့နေထိုင်မှုပုံစံဆိုစောစောပြအာဟာရပြုဝမျှတတာတွေစားမယ်လေ့ကျင့်ခန်းတွေပုံမှန်လုပ်မယ်เนาะကိုကူညီနိုင်တာတွေကိုကူညီတဲ့ ကူညီတတ်တဲ့ကိုယ့်ရဲ့ဆိုးတဲ့သူတွေကိုကိုယ်ကူညီမယ်အကူညီတောင်းဆရာဆရာတွေအကူညီတောင်းမယ်ဘဝမှာရှင်သန်မှုလိုတယ်ကိုယ်တယောက်တည်းနဲ့မဟုတ်ဘဲနဲ့ကြံတဲ့ကိုယ့်ရဲ့အပေါင်းအသင်းတွေနော်ကိုယ်နဲ့တန်းတူခံစားရတဲ့သူတွေနဲ့ရင်ဖွင့်ရင်းနဲ့ကိုယ့်ရဲ့ကြွန့်ကျင်တဲ့ဆရာဆရာဝန်ကြီးတွေဒီကိုလာအကူညီတောင်းခံသွားမယ်ဆိုလို့ရှိရင်ဒီအင်ပဒန်ဆိုးွားပြီးတော့ညရောက်မှကြောက်နေပါတယ်ဆိုတော့ပြဿနာကိုလည်းအလွယ်တကူအောင်မြင်ပျော်သွားနိုင်သွားမှာဖြစ်ပါတယ်လို့ပြောချင်ပါတယ် ဝကိုအရှုံးပေးရင်စိမ့်အထိရောက်သွားတဲ့သူတွေကဒီအချိန်မှာအရန်များတယ်ဒီလိုမျိုးခံစားရတဲ့သူတွေကဟလာဟိုပြောရမယ်ဆိုချင်းဖြစ်ဖြစ်ချင်းအချိန်မှာတော်တော်များတယ်အဲ့လိုပဲတဖြည်းဖြည်းချင်းဟလာဟိုရတရပတ်တော်တော်ကြာလာတဲ့လပိုင်းရှိလာတဲ့ဆိုတဲ့အထိကိုပဲဒီခံစားချက်တွေကရှိနေနိုင်ပါတယ်ဒီလိုရှိတယ်ဆိုရင်ရှိတာကိုရင်ထဲမှာမထားပါနဲ့ချက်ချင်းဖွင့်ပြောပါကိုယ့်ရဲ့အနည်းဆက်ဆုံးလူတွေကိုငါတော့လောကကြီးမှာဆက်ပြီးတော့မရှင်းတန်ကျင်တော့ဘူးဆိုတဲ့အတွေ့အမျိုးတွေဟဲ့လား ငါဘာမှလည်းမလုပ်နိုင်မကင်နိုင်ဘူးဆိုတာမျိုးတွေဖြစ်နေပြီဆိုတော့ချင်းချက်ချင်းဖွင့်ပြောပါကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့မိတ်ဆွေတကယ်ချင်းဟုတ်လားဟိုဒေဘောရှင်ဘက်တွေကိုဖွင့်ပြောပါဖွင့်ပြောပြီးလို့သူတို့ကူညီနိုင်တာသူတို့ကူညီပါလိမ့်မယ်သူတို့ကူညီနိုင်တဲ့အဆင့်တဲ့လွန်သွားလို့ရှိရင်တခြားကူညီနိုင်တဲ့စေတနာဝန်ထမ်းအဖွဲ့အစည်းတွေရှိမယ်ကူညီပေးတဲ့စေတနာရှင်တွေရှိမယ်ဒါလည်းမကသေးဘူးဟုတ်လားဟိုကျမကြီးဝန်ကြီးဌာနမှာရှိတဲ့ဆရာဝန်ကြီးတွေရှိသလိုဟုတ်လားပုဂ္ဂလိကကျမကြီးဝန်ဆောင်မှုပေးနေတဲ့ ဆံဝင်ကြီးတွေလည်းရှိပါတယ်အဲ့တော့အဲ့ဒီမှာချက်ချင်းဒီလိုမျိုးဘဝမှာဟလာနေခြင်းစိတ်မရှိတော့တဲ့ဒီဖြစ်နေပြီဆိုတော့ချက်ချင်းရင်ဖွင့်ပြီးတော့ပြောကြမှသာလင်ကူညီမှုချက်ချင်းပေးလို့ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီခံစားချက်ပေါ်လာပြီဆိုလို့ရှိရင်ရင်ထဲမှာအောင်းမထားပါနဲ့တဖြည်းဖြည်းအဲ့ဒါပွားလာပြီးတော့ကြတော့ဟလာလောကကြီးမှာဆက်မနေခြင်းတဲ့စိတ်ကြီးပူပူပူများလာနိုင်ပါတယ်ချက်ချင်းပဲကိုယ့်ရဲ့အနီးဆက်ဆုံးလူကိုရင်ဖွင့်ပြီးတော့အဲ့ဒီအနီးဆက်ဆုံးလူကလည်းရင်ဖွင့်ခံရတဲ့သူကလည်းသူ့ကို ူညီမဲ့ခွန်အားဖြစ်စေမဲ့ပြောကြားမှုတွေအားပေးမှုတွေနဲ့အတူစွန်းတဲ့ဆရာဝန်ကြီးတွေအထွေထွေဆရာဝန်ကြီးအရင်သွားမယ်အထွေထွေဆရာဝန်ကနေမှငါသူ့အဆင့်နဲ့တော့ဒီဟိုလာဘဝမှာမနေချင်တော့ဘူးဆိုတဲ့သူမကူညီနိုင်တော့ဘူးဒါတော့စိတ်ချမ်းပါရေးဆရာဝန်ကြီးတွေစီကိုသွားမှဖြစ်မယ်လို့အထွေထွေယောဂကူဆရာဝန်ကြီးတွေကတုံ့တက်တယ်ဆိုရင်စိတ်ချမ်းပါရေးဆရာဝန်ကြီးတွေစီကိုအမြန်ဆုံးသွားပြီးတော့အကူအညီတောင်းခံပြီးတော့ကုသမှုခံယူလိုက်ပါလို့ပဲပြောချင်ပါတယ် CFAM, caring for well-being.